အခုပြောပြမှာကတော့ပါလဲဆိုတော့ user account နဲ့ grower ကိုပေါ့နော် grower တွေကို user account နဲ့ဖွင့်ထားတယ် shine application နဲ့ဖုန်းနဲ့ဖွင့်ထားတယ်အဲ user account တွေကိုအာ installer ကပေါ့နော် installer ကဘယ်လိုလုပ်ရမလဲဆိုတော့ installer ကသူက user account တွေနဲ့ပဲ grower တွေကိုဖွင့်ခဲ့တယ်ပေါ့နော်အာဖွင့်ခဲ့ချိန်မှာဘာလုပ်ရလဲဆိုတော့သူက installer account ကိုသူဖွင့်တယ်ဖွင့်ယူလို့ရှိရင်အာ user account တွေကိုသူ့ရဲ့ installer account အောက်ထဲကိုပြန်ထည့်ရတယ်ထည့်တဲ့အာကို ဒါဘယ်လိုထည့်လဲဆိုတော့ပြောပြမှာဖြစ်ပါတယ်ရှိုင်းဖုန်းကိုဖွင့်မယ်အမြင်ရမှာတော့ဒီဥစ္စာပေါ့နော်ဒီဥစ္စာတန်မြင်ရမြင်ပြီးသွားလို့ရှိရင်ညာညာဘက်အောက်ဆုံးတောက်မြီကိုနှိပ်မယ် ပြီးသွားလို့ရှိရင်ဒီမှာမြင်နေရတဲ့ Steven ဆိုတဲ့ account ကိုနှိမ့်လိုက်ပါတော့နော်။နှိမ့်လိုက်ရှင်သူ့ရဲ့ account information တွေရလာပြီ။အဲတော့ password လည်းသူ change လို့ရတယ်နော်။သူ့ရဲ့ phone number သူ့ရဲ့ email တွေလည်း change လို့ရ user name လည်းသူ change change လို့ရတယ်။အဲ့တော့ဒီမှာ edit installer account ဆိုတာတွေ့နေတယ်။ဟာ edit installer account မှာခုနက installer account ဖွင့်တဲ့အချိန်မှာရတဲ့ installer ပုံကိုထည့်ပေးတာ။ installer တွေကသူတို့ account ကိုဖွင့်တဲ့အချိန်မှာဘယ်လို ဘိုးကပေးမလဲဆိုတော့ဆိုတော့ပုတ်ကိုချပေးကိုကကိုပုတ်ယူတာမဟုတ်ဘူးအဲ့တော့တခါလေကြားလို့ရှိရင် user တွေကလည်း account ဖွင့်တဲ့အချိန်မှာဘာသွားတွေ့လဲဆိုတော့ user ကပုတ်ကိုယူသွားတွေ့တယ်အဲ့ဒါကသူ့အနေနဲ့လောလောဆယ်ထည့်စရာမလိုဘူးပေါ့အဲ့နောက်ပိုင်းသူက installer ကုတ်ရသွားတယ် installer ကုတ်ရှိတယ် installer ကိုသူ့သူ့ plan ကို storage page နဲ့ဆိုရင်တော့ဒီ installer ကုတ်ကိုသူထည့်လာထည့်လာလို့ရှိရင် installer ကသူ့ကိုမြင်သွားမှာပေါ့နော်အဲ့တော့ user user ကတော့တော်တော်များတော့ကိုယ့်ဘောက်ကောင်းဖွင့်တာနည်းတယ် ရင်ပေါ်လာကဝိုင်းပြီးတော့ကုညီပြီးတော့ဖွင့်ပေးရတာများတယ်ဗောနော်အဲ့မှာတစ်ခါတည်းရင်ဆော်လာကရင်ဆော်လာကုတ်ကိုသူ့ရဲ့အကောင်ထဲမှာထည့်ပေးလိုက်ပြီးရတယ်ဒီဒီနေရာဗောနော်အဲ့ဒီရင်ဆော်လာကုတ်ဆိုရင်သူကထည့်ပြီးသားဖြစ်ဆိုတော့အဲ့ဒီလောက်ခံတာဘယ်လိုဒီရင်ဆော်လာကဟိုဟိုအဆက်အသွယ်မရှိတော့ဘူးဗောနော်ဟိုသူလည်း control လုပ်လို့ရှိတော့ဘူးကိုကွာလဲသူ့ကိုဆက်သွယ်လို့မရတော့ဘူးဆိုရင်အခြားရင်ဆော်လာကုညီတောင်းလို့ရှိရင်အခြားရင်ဆော်လာရဲ့ အဲကုတ်ကိုဒီထဲမှာထည့်ထားလို့ရှိရင်အဲဒီဆိုလာရဲ့အောက်ထဲကိုရှားသွားပြီးတော့ငါသူက review လုပ်တာကို data analysis လုပ်တာကိုနော် setting change ပြီးတာကိုလုပ်လို့ရတယ်။နောက်ပြီး warning တွေဘယ်လိုပေါ်လဲ၊ဘာကြောင့်ပေါ်လဲဆိုတာလည်းပြန်ပြီးတော့လေ့လာလို့ရတယ်။ဒီခါကျရင် warning တွေကအာကုတ်နံပါတ်တော့ပေါ်တယ်၊ manual မှာသွားဖတ်မယ်။ဖတ်လို့ရှိရင်ဒီ warning ကဘာပါလို့သိပြင်မယ်လေ။ဒီခါကျလို့ရှိရင်ဘာလို့ရလဲဆိုတော့အဲ plan တွေကလည်းဝင်ပြီးတော့ တုံးလာတဲ့ data တွေကိုအကုန်လုံး excel နဲ့ excel နဲ့ down လိုက်ရတယ် down ပြီးတော့လို excel မှာတစ်ခုချင်းစီ live ပြီးတော့ review လုပ်လို့ရှင်ဒီခါကြားလို့ရှင်အဲ့ data တွေကနေအရှိတခုထွက်လာတယ်နော်အဲ့လိုမျိုးလုပ်လို့ရတယ်အဲဒီမှာထွက်ထူးကြလာတာက election ရှင်ကုတ်ပါပါတာလေအဲ့တော့ဘယ်လိုသွားလဲဆိုတော့ distributor ပေါ့နော် distributor အောက်မှာ installer ကိုလုပ်ရတယ်ဆိုတော့အောက်မှာ election ကိုလုပ်ရတယ်ပြီးတော့ဒီက စာဝင်လို့ရတယ်ပေါ့နော်အဲ့တော့အလဲအဲအလဲရှေရှာကုတ်ကိုလည်းဒီမှာထည့်လိုက်လို့ရတယ်သူ့ရဲ့ကုတ်ကိုတောင်းတောင်းရဲ့ဒီမှာထည့်ပြီးလာလို့ရှိရင်အလဲအလဲရှေရှာပေါ့နော်သူ့ရဲ့ဟာလည်းသူကမြင်သွားလိမ့်မယ်ပေါ့နော်ဒါထူးခြားတာချက်ပါအရင်တော့တော့ဒီရဲ့အလဲရှေရှာကုတ်ကိုအပါဘူးမင်းဆိုတာကုတ်ကိုပါနော်အင်ဆိုလာပဲအတော်ရစီတာအခုအလက်ရှင်ရှင်မပါလာတဲ့စက်ထနေပြီပေါ့နော်ဆိုတော့အင်ဆိုလာကတော့ပုံမှန်အားဖြင့်တော့ နော် installation လုပ်တဲ့ company တွေတုံးပါပေါ့နော် electrician ကသူ့ရဲ့ဝန်ထမ်းတွေပုံမှန်တုံးပါပေါ့ control လုပ်တာအစဉ်ပြင်းပြီးသွားတယ်အဲ့ရဲ့အောက်မှာ user ထားတာပေါ့တော့ installer ကုတ်ကိုထည့်ပြီးသွားလို့ရှိရင် save လုပ်ပါတယ်နော်အဲ့ဆိုရင်ဒီ installer ကဒီကိုယ့်ရဲ့ plan ကိုဒီမြင်သွားပြီးတော့ clear out အဲ့တော့ ူစားဖို့ဆိုတော့အောက်ထဲကိုထည့်လဲဆိုတာပြောပြပြီးဖြစ်ပါတယ်။